်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖျားသခင်ရဲ့ခြေစတော်ကိုချီးမွမ်းပါတယ်ပျောက်တော်သူများအတွက်ဆုတောင်းခြင်းဆိုတဲ့ကောင်းခြင်းနဲ့နဂဝတ်တော်ကိုဆင်ခြင်သွားခြင်းပါတယ်ဘုရားသခင်ရဲ့တခုတည်းသောပညာကို အာဒံနဲ့အီဝါကနားမထောင်ခဲ့တဲ့အတွက်ကြောင့်အာဒံအုပ်ဆိုးနေတဲ့ကမ္ဘာလောကကိုအာဒံအုပ်ဆိုးနေမှုကနေပြီးတော့မှစာတန်ကအုပ်ဆိုးခဲ့တယ်။အဲ့ဒီအချိန်ကလေးကဘုရားသခင်ရဲ့ရှေ့တော်မှာပျောက်တဲ့သူတွေဟာတစားထက်တစားတိုးပွားလာခဲ့တယ်။စာဒမနတ်ကိုယောဟန်အခန်းကြီး၈ငယ်54မှာအရင်ဦးဆုံး လူအသက်ကိုတတ်တဲ့သူလို့ဆိုထားတယ်လို့ မုဒါရဲ့အဘလို့လည်းဆိုထားပါတယ်ကျွန်တော်တို့ကဘာဦးကျမ်းအခန်းကြီး၄အငယ်၁ကနေ15မှာအာဒံရဲ့သားတွေဖြစ်တဲ့ကာအီနနဲ့အာဘေလတို့ထောင်ရာဖျားကိုရစ်ပူစော်တဲ့အခါမှာဘုရားသခင်လက်ခံတဲ့ရစ်နဲ့ဘုရားသခင် လက်မခံတဲ့ရစ်ကိုသူတို့တွေပူဇော်ခဲ့ကြတယ်ဘုရားသခင်ရဲ့နီလန်အတိုင်းအာဘေလရဲ့ရစ်ပူဇော်မှုကိုဘုရားသခင်က လက်ခံခဲ့ပြီးတော့လူနီလန်အတိုင်းကာအီနရဲ့ ပူဇော်မှုကိုတော့ပြားခင်က လက်မခံခဲ့ဘူးအဲ့ဒီမှာကာအီနာကမျက်နာပြက်ပြီးတော့စိတ်ဆိုးပါတယ်ပြားခင်ကပြားခင်ရဲ့နီလန်းအတိုင်းရပူဇော်ဖို့ဒုတိယအခွင့်အရေးကိုပေးပါတယ်ဒါပေမဲ့ကာအီနာဟာနောင်တမရပါဘူးအဲ့ဒီအဖြစ်အပျက်ကိုကြည့်မယ်ဆိုရင်ကာအီနာဟာအာဘီလာကိုတတ်ပြီးတဲ့အခါမှာဘုရားသခင်ကို လိန်ညာပြီးတော့မှုတာပြောခဲ့တယ်။ဘုရားခင်နဲ့ပူပြီးတော့ဝေးကွာသွားတဲ့ရွေးချယ်မှုကို ကာအီနာကပြုခဲ့တယ်။သူဟာမြေကြီးပေါ်မှာပြေးရတဲ့သူ အရရလေရတဲ့သူ ဖြစ်ပြီးတော့ဘုရားသခင်ရဲ့ရှေ့မှာပျောက်သွားတဲ့သူ ဖြစ်ခဲ့ရတယ်။အခုကျွန်တော်တို့လူလောကကို ကြည့်မယ်ဆိုရင် ကျွန်တော်ရဲ့မိသားစုတွေထဲမှာဆွေမျိုးအတိုင်းအဝိုင်းတွေထဲမှာကျွန်တော်ရဲ့လုပ်ငန်းခွင်တွေမှာကျွန်တော်ရဲ့ပတ်ဝန်းကျင်ကိုကြည့်မယ်ဆိုရင်ဘုရားသခင်အတွက်ပျောက်နေတဲ့သူတွေကများပါတယ်။ဒီပျောက်နေတဲ့သူတိုင်းဟာ ဘုရားသခင်ရဲ့ရှေ့တော်ကိုပြန်လေရောက်ဖို့ဘုရားသခင်ကအလိုရှိပါတယ်။ဒါကြောင့်သခင်ယေရှုခရစ်တော်ကမဿဲအခန်းကြီး7အငယ်7မှာဘလို့ပြောထားတယ်လဲဆိုရင်သူဟာပျောက်တဲ့သူကိုကယ်တင်ဖို့ကြွလာတယ်လို့ဆိုထားခဲ့တယ်။ကျွန်တော်တို့ယုံကြည်သူခရိယန်တွေအနေနဲ့အကောင်းဆုံးသောအရာတစ်ခုကတော့သခင်ယေရှုခရစ်တော်ကိုမသိသေးတဲ့သူတွေအတွက်ဆုတောင်းပေးဖို့ပါပဲ။ဒါပေမဲ့လည်းကျွန်တော်တို့ဘာဆုတောင်းရမှန်းမသိချာကြဘူး။ တမန်ကျမ်းစာကကျွန်တော်တို့ကိုရှင်းလင်းတဲ့ညွန့်ချမ်းချက်တွေကိုပေးပါတယ်ပထမအနေနဲ့ကတော့ပျောက်တဲ့သူတွေရဲ့ဘဝမှာဘုရားသခင်ရဲ့အလိုတော်အတွက်ဆုတောင်းရမယ်တိမောသေဩဝါဒစာပထမဆုံးအခန်းကြီးနှစ်အငယ်၃ငွေ၄မှာဘုရားသခင်ကလူအပေါင်းတို့ကိုကယ်တင်ခြင်းကိုရောက်စေလိုတဲ့အတွက်ကြောင့်လူတိုင်းအတွက်ဆုတောင်းဖို့ပေါ်လူကကျွန်တော်တို့ကိုပေါ်ပြခဲ့ပါတယ်ကျွန်တော်တို့ဆုတောင်းတဲ့အခါဘုရားသခင်ကကျွန်တော်တို့ထက်သူတို့ဟာ ကိုတော်ကိုပိုသိစေခြင်းနဲ့ဆိုတာကိုတတိယပါဒုတိယအနေနဲ့ကတော့သူတို့ရဲ့အပြစ်ကို ပြတာပြဖို့တန်ရှင်းသောဝိညာဉ်တော်ကို တောင်းလျှောက်ပါသခင်ယေရှုခရစ်တော်ကဝိညာဉ်တော်ကလူတွေကိုသူတို့ရဲ့အပြစ်နဲ့ပြတဲ့ခင်အပေါ်သူတို့ရဲ့လူအချက်ကိုမြင်အောင်ကူညီပေးမယ်လို့ယောဟန်အခန်းကြီး16ငယ်10မှာဥပ္ပစ္စေဆရာဆိုတဲ့ဝိညာဉ်တော်ကဒုစရိုက်အပြစ်ကိုရော အပြစ်ကင်းခြင်းကိုရောအပြစ်စင်ခြင်းကိုရောလောကီသားတွေကိုထင်ရှားစွာဖော်ပြမယ်လို့ဂတိပေးထားပါတယ်။ဘုရားသခင်တပါရိကသာတယောက်ယောက်ကကေတင်ခြင်းကိုရောက်ဖို့လူအပ်ချောင်းသူတို့နားလေအောင်ဘုရားသခင်ကပဲကူညီပေးနိုင်ပါတယ်။တတိယအနေနဲ့သူတို့ဟာသခင်ယေရှုစီကိုဆွဲဆောင်ခံရဖို့ဆုတောင်းရမယ်။ဝိညာဉ်တော်ကလူတွေကို ခရစ်တော်စီကိုညွန်ပြပါတယ်။ ယောဟန်အခန်းကြီး15ငယ်26မှာသခင်ယေရှုခရစ်တော်ကသူ့အကြောင်းကိုဝိညာဉ်တော်ကတသက်ခံလိုက်မဲ့အကြောင်းဆိုထားပါတယ်ကျွန်တော်ဘယ်တော့မှမတတ်နိုင်တဲ့နီလန်းတွေနဲ့သူတို့ရဲ့နှလုံးသားကိုရောက်အောင်ကိုရောပို့ဆောင်ပေးနိုင်တယ်။သရုပ်ထအနေနဲ့သူတို့ရဲ့ဝိညာဉ်ရေမျက်စိတွေကို ဖွင့်ပေးဖို့ပရောဖက်စီကိုတောင်းလျှောက်ပါ။ကိုရိန္သုဩရစာဒုတိယဆောင်အခန်းကြီး၄အငယ်၄မှာ မယုံကြည်တဲ့သူတွေမှာဒီလောကကိုအစိုးရတဲ့ဖျားဆိုတဲ့စာတန်ကသူတို့ရဲ့ဝိညာဉ်မျက်စိတွေကွယ်စေတယ်လို့ပြောထားပါတယ်။ဘုရားသခင်ကသူတို့ကို အမှန်တရားကိုမြင်အောင် ကူညီပေးဖို့ဆုတောင်းရမယ်။ပစ္စမအချက်အနေနဲ့ရန်သူရဲ့လိန်ညာမှုတွေကိုတွန်းလှန်ပြီးတော့ဆုတောင်းပါ။လူတွေဘုရားသခင်ကိုမတိအောင်တားဆီးထားတဲ့မာယွန်းတဲ့အတွေးအခေါ်တွေကို ဖြိုခွင်းဖို့လိုအပ်ပါတယ်။ ဒါကိုကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး30အငယ်9မှာဘုရားသခင်ရဲ့တကိုးတော်လက်နဲ့အားဖြင့်လူရဲ့အကျံစီတွေဘုရားသခင်ကိုသိတဲ့ပညာကိုစီတားတဲ့မှန်မာနရှိသမျှကိုရောနှိမ့်ချမောက်လံပြီးတော့လူရဲ့စိတ်ရှိသမျှကိုဖန်သွာချုပ်ထားပြီးတော့ခရစ်တော်ရဲ့စကားကို နားထောင်စေကြတယ်လို့ဆိုထားပါတယ်။ယန္တုစာတမဏ္ဍကလူတွေကို မောင်မိုက်ထဲမှာထားထားဖို့လိညာမှုတွေကိုအသုံးပြုပါတယ်။ ဒီလိညာမှုတွေကိုချိုးဖျက်ပစ်ဖို့ဆုတောင်းရမယ်။စတ္တမအချက်အနေနဲ့ဘုရားသခင်ကို သူတို့ရဲ့နှလုံးသားတွေကို ဖွင့်ပေးဖို့ဆုတောင်းပါ။တမန်တော်အခန်းကြီး16အငယ်14မှာကြည်ရင်ပေါလုဟောပြောတဲ့ဧဝံဂေလိစကားကိုယုံကြည်ဖို့အတွက်တရားစကားကိုနားထောင်နေတဲ့လူတိဆိုတဲ့အမျိုးသမီးရဲ့စိတ်နှလုံးကိုသခင်ဘုရားဖွင့်တော်မူတယ်လို့ဆိုထားပါတယ်။ တမန်တရားကိုကြားနာဖို့အသင်ဖြစ်နေတဲ့နူးညံ့ပြီးတော့ပွင့်လင်းတဲ့နှလုံးသားတွေအတွက်ဆုတောင်းရမယ်။တတမအချက်အနေနဲ့ဧဝံဂေလိတရားမျှဝေဖို့အခွင့်အရေးတွေအတွက်ဆုတောင်းဖို့ဖြစ်တယ်။ကိုလိုသဲအခန်းကြီး၄အငယ်၃မှာပေါလုကလူတွေကိုဘုရားသခင်ကကျွန်တော်တို့နဲ့နဲတဲ့ဧဝံဂေလိတရားကိုဟောပြောဖို့အတွက်တရားဟောရာတကားတွေကို ဖွင့်တော်မူဖို့ဆုတောင်းဖို့တောင်းဆိုခဲ့ပါတယ်။ မှန်ကန်တဲ့အချိန်မှန်ကန်တဲ့နေရာမှာမှန်ကန်တဲ့လူတွေအတွက်ရဲရင်စွာ စက္ကမဲ့ခရိယန်တွေကျွန်တော်တို့အပါအဝင်ဧဝင်ဂေလိဝေမျှဖို့ဆုတောင်းရမယ်ကျွန်တော်တို့အနေနဲ့လမ်းပြောင်းနေတဲ့သူတွေအတွက်ဆုတောင်းတာကိုမစွန့်လွတ်ပါနဲ့ကျွန်တော်ရဲ့ဆုတောင်းချက်တွေဟာတကယ်ကိုကွာခြားမှုကို ဖြစ်စေပါတယ်ကျန်တဲ့စင်ချင်ခဲ့တဲ့သူတိုင်းပြောက်တဲ့သူတွေအတွက်ဝန်တာထားပြီးတော့ဆူတောင်းချင်းကနေတဆင့် ဧဝံဂေလိတရားကိုကျေပြန့်စွာလှုပ်ဆောင်နိုင်ဖို့ပြောင်းနေတဲ့သူတွေတည်င်းစကားကိုကြားနာရပြီးတော့သူတို့အနေနဲ့ပြောင်းနေရာကနေသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံခြင်းကနေတဆင့်ဘုရားသခင်ရဲ့ခြေတော်ရင်းစီကို ပြန်ရောက်လာနိုင်ဖို့အလုံးကိုခဏအတိအသီးမှာဘုရားသခင်ကအောင်မြင်စွာအတုံးပြုနေပါစေအာမင်ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည် နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်